အပေါ်ကနှလုံးကအုံသီးလောက်ရှိတဲ့နန်းဝဝေမြင်တဲ့ Rider Steel ရဲ့ဇလံကတော့ online ပေါ်မှာအတော်လေးကိုပြန်နှံ့နေပြီလေးဖြစ်ပါရယ် Rider Steel ကတော့တကြံနှုန်းကပဲထောင်းတွေကပြန်လို့ပါရယ်သူရုပ်ရှင်လောကမှာသင်မြောက်ပြီးခဲ့တဲ့နောက်သူကျေးဇူးနဲ့တက်လာခဲ့တဲ့မင်းသားလေးတွေကဒါလုံဖို့ကန်ဖဲလေးတွေကသူ့ကိုတွားရောက်ကျူးဆူခဲ့ကြတာကိုလေတွေ့ရပါရယ် Rider Steel ထောင်းကြတဲ့ကိစ္စကနန်းဝဝေမြင်ကိစ္စနဲ့လဲပါရယ်ဆိုပြီးတော့ပြောဆိုနေကြပြီလေးဖြစ်ပါရယ် Rider Steel ဟာ နဝဝေမြစ်ကိုရုပ်ရှင်မင်းသမီးတင်ရိုက်ပေးမယ်လိန်ခေါ်ပြီးတော့မီးစေးတိုက်ပြီးတော့ဟိုလိုဒီလိုလုပ်ခဲ့ကြအောင်တရင်တွေကတော့ထပ်ပေါ်လာနေပါ रे နဝဝေမြစ်ကတော့အလုံးလေးတိချောက်ပါ रे အစားတူကတော့တကယ်ကိုမှရှမ်းမာလေးချောရဲပြပိမ့်ပိမ့်ပပလေးနဲ့ဓမ္မစကူးဆီယာမာလေးအလုံးကိုမှယဉ်ကျေးတင်ပွေးတဲ့စုတော်ရရှိထားပဲဖြစ်ပါ रे နောက်ပိုင်းမှာတော့ဘလို့ဖြစ်လို့လည်းမသိဘူးအပေါ်ကဟာကြီးကဦးသိထက်တော်ကြီးနေတာဖြစ်တဲ့အတွက်လူပြောချင်းစရာဖြစ်လာ रे ဒီကကျတော့ ။အုံဒီနှလုံးအချောင်းပြပြီးတော့ online ပေါ်မှာဆယ်လီတက်လို့တယ်။ဆယ်လီတက်လို့ပြီးတော့ပွဲတွေဆိုရတယ်။တချင်းတွေဆိုရိခါမှလည်းတမင်တက်တဲ့အောက်ကဟာကြီးပေါ်အောင်ဇူနီရာဖြစ်တဲ့အတွက်လုံးဝကိုမြမရင်ကျေးမှုနဲ့မကိုက်ညီဘူးဆိုပြီးတော့နဝဝေမြို့ကိုဖမ်းဆီးဖို့အတွက်တောင်းဓမာစကူဖွဲ့ချုပ်ကနေစီစဉ်မှုတွေပြုလုပ်ခဲ့တာလေးဖြစ်ပါရယ်။နဝဝေမြို့ကတောင်းပန်လို့ပြန်လည်းမဖမ်းဆီးခဲ့ပဲနဲ့နောက်ဆုံးမှာတော့နဝဝေမြို့ကိုဓမာစကူဖွဲ့စီတွေကနေရာတပ်ပန်ထုတ်ပေးချောင်းကြီးညာခဲ့တာပြီးဖြစ်ပါရယ်။နဝဝေမြို့ဟာ အုံဒီနှလုံးကိုအကြောင်းပြပြီးတော့ရုပ်ရှင်လောကမှာဆက်လက်ရပ်တည်ကြတာဖြစ်ပြီးတော့အချို့သောသူတွေကတော့ကြိုက်ကြပါလိမ့်။နာဘူးတွေပြောတာပါ။ဒီလိုချိန်မှာပဲ Rider City ကနောင်ဝေမြို့ကိုမင်းသမီးတင်ရိုက်ပေးမယ်လို့ခေါ်ပြီးတော့ဒီထုတ်ခဲ့ကြတဲ့သတင်းတွေကတော့ထပေါ်လာနေပါလိမ့်။ဒါကြောင့် Rider City ကထောင်းချခဲ့တာဆိုပြီးတော့ရောဆူဝေဖန်မှုတွေလည်းရှိနေတာဖြစ်တဲ့အတွက်ဒီသူတွေကတော့အာအုံးနေခဲ့ကြပြီလို့ဖြစ်ပါရဲ့ဗျာ။